ဟယ်လိုမင်္ဂလာပါကျွန်တော်တို့ GBF Forest ရဲ့ Forest Training Class ကနေကြိုဆိုပါတယ်အဲ့တော့ကျွန်တော်ပြောထားတဲ့အတိုင်းပဲ free class တခုပေါ့နော်ကျွန်တော်တို့လုပ်ဖို့ရှိရဆိုတဲ့အတိုင်းအခုဒီ video တွေမှာကျွန်တော်တို့က free class အနေနဲ့ဒီ forest trading ကိုအစအဆုံးပေါ့နော်စပြီးထွက်လို့ရတဲ့အထည်ကိုသင်ပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ channel လေးကို subscribe မလုပ်ပါဘူးဆိုလို့ရှိရင်ကျွန်တော် subscribe လုပ်ပေးခဲ့ပါပြီးရင်ကျွန်တော်တို့ video တွေအဆုံးထိကြည့်ပေးပါအာဒီ series တခုလုံးပြီးတဲ့အချိန်ကြာလို့ရှိရင်ကျွန်တော်တို့ အာစပြီးတော့ထွက်လို့ရတဲ့အဆင်ပေါ့နော်ဆိုတော့ရောက်ပြီလို့ပြောလို့ရပါတယ်โอเคအဲ့တော့ကြည့်ရဆိုတော့ကျွန်တော်တို့ cost content အနေနဲ့ဘာကြီးပါမလဲဆိုလို့ရှိရင်အရင်ဆုံးကျွန်တော် introduction အပိုင်းပါမယ်ဒါကတော့ကျွန်တော်တို့ဒီ basic ပေါ့နော်ဟိုလုံးဝဘာမှမသိသေးတဲ့သူစပြီးကျွန်တော်ရှင်းပြရတဲ့ပိုင်းပါမယ်ပြီးရင် essential trading strategy ဆိုရယ်ဒီ class မှာသင်မဲ့ trading strategy သင်တယ်ပါမယ်ဆိုတော့ဒါကြီးပါမယ်ကျွန်တော် supply demand zone တွေအကြောင်းတွေ trend အကြောင်းတွေ pattern တွေ candle အကြောင်းတွေ EMA fibonacci အာနောက်ပြီးကျွန်တော်ဒီကျွန်တော်သုံးတဲ့ break out strategy break out reader strategy reverse strategy ဒီ ਆ တွေကျွန်တော်လင်းမိမှာပေါ့နော်ဆိုတော့နောက်တစ်ပိုင်းဖြစ်တဲ့ momentum mastery ဆိုတဲ့သင်တန်းကကျွန်တော်ကျွန်တော် premium trading strategy သင်တန်းဖြစ်ပါတယ်ဆိုတော့အဲ့သင်တန်းအကြောင်းလေးကိုလည်းကျွန်တော်တို့သင်တန်းအခုမှစဖွင့်ပါမယ်ပေါ့နော်ဆိုတော့သင်တန်းအကြောင်းလေးကိုလည်းကျွန်တော်တို့နောက်ဆုံးမှာအာဒီ series တစ်ခုလုံးရဲ့နောက်ဆုံးမှာကျွန်တော်ပြောထားပါဗျ။အဲ့တော့လောလောဆယ်တင်တဲ့စုံစမ်းနေတယ်ဆိုလို့ရှိရင်တော့ကျွန်တော် Telegram ကနေစုံစမ်းလို့ရတယ်။အောက်မှာကျွန်တော် link လေးပေးထားပါဘော။ဆိုတော့ okay ကြည့်ရအောင် ဆိုတော့ကျွန်တော်တို့ introduction လေးစပြီးတော့ကျွန်တော်တို့သွားလိုက်မယ်ပေါ့နော်ဆိုတော့ welcome to the world of forest trading ဆိုတော့ forest ဘာဘာလဲပေါ့ဆိုတော့ကျွန်တော်များများဒီအခြေခံလေးလောက်ကတော့တည်ပြီးသားဖြစ်နေမယ်ဒါပေမဲ့လုံးဝမတည်သေးတဲ့လူတွေလည်းပါနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့အခြေခံကနေစပြီးတော့ပြောပြပေးပါမယ်ပေါ့နော်ဆိုတော့ forex ဆိုတော့ဘာလဲ long form ဆိုလို့ရှိရင်ဒါ foreign exchange market ရဲ့အတူအတူကောက်ဖြစ်တယ်ပေါ့နော်ဆိုတော့ fo ယူထားတယ်နောက်က exchange ့ FOR ယူထားရင်တော့က exchange က EX ကိုယူထားရင်နောက်ခုပေါင်းရင်တော့ FOR EX Forex ဖြစ်သွားတာပေါ့နော်ဆိုတော့ foreign exchange market ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ကတရားတရားပတ်စံအဲ exchange လုပ်တဲ့ market ပေါ့နော်ဆိုတော့ကျွန်တော်တို့ example ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအာဆိုပါစို့မိတ်ဆွေအခုဒီမှာ B ကနေ time ကိုလာရဲဆိုရင် time back လဲဖို့လိုမယ်ဆို time back လဲဖို့လိုမယ်ဆိုလို့ရှိရင်ဒါဒီ foreign exchange market ထဲမှာမိတ်ဆွေဝင်ပြီးတော့ participate လုပ်တာပေါ့နော်ဆိုတော့ဒါဒီ foreign exchange market အင်းရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်အဲဒီနေ့ကို6 trillion dollar volume ရှိရဲတရားတရားဒေါ်လာနဲ့ဒီအငွေလဲနေတဲ့ volume ကတကဘာလုံးမှာ6 trillion ရှိရဲဒါတွေတော့ထားပါတော့အရင်ရေးမကြည့်ဒီက forex market ဆိုတာကျွန်တော်ကငွေ currency တစ်ခုကိုခုဘက်ဒီဘက် exchange လုပ်တယ်ဆိုတာကိုတင်ရပြီနော်โอเคကျွန်တော်ဆက်ကြည့်အောင်ဟုတ်ဟုတ် trading trading မှာခုနကပြော forex market ထဲမှာဝင်ပြီး trading လုပ်တယ်ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ခုနကအတိုင်းပဲ ကျွန်တော် example လေးပြောမယ်ဆိုလို့ရှိရင်ဥပမာဒေါ်လာဈေးတက်မယ်လို့ကျွန်တော်တို့ကယူဆရတယ်ထင်တယ်ဒေါ်လာဈေးတက်မယ်လို့ထင်တယ်ဆိုရင်ဒေါ်လာတွေဝယ်ပြီးတော့ခြင်ထားမယ်အဲဒေါ်လာဈေးတကယ်အပေါ်ရောက်တော့တက်တော့မှာကျွန်တော်တို့ကအမြင့်နဲ့ရောင်းမယ်အဲလိုပဲကျွန်တော်တို့ကဒေါ်လာဈေးကျမယ်လို့ယူဆရတယ်ဆိုလို့ရှိရင်မြန်မာငွေတွေခြင်ထားမယ်ပြီးရင်အောက်ကိုရောက်တဲ့အချိန်ကျလို့ရှိရင်ကျွန်တော်တို့ဒီအဲဒေါ်လာဈေးအကျရောက်သွားတဲ့အခါကျရင်ကျွန်တော်တို့ကဒေါ်လာတွေဝယ်မယ် ပြီးရင်အပေါ်ကျရင်ပြန်ရအောင်ပဲဒါအဲ့ကျွန်တော်အဲ့ process ကိုကျွန်တော် trading လုပ်တယ်လို့ခေါ်တာအဲ့တော့ကျွန်တော်ကအဘယ်အချိန်မှာဈေးကကျမလဲဘယ်အချိန်မှာတက်မလဲဆိုတော့ကျွန်တော် focus ပေါ့နော်အာ predict လို့ကျွန်တော်တို့ပြောလို့မရဘူးလုံးဝဒီအနာဂတ်ကိုကြိုးပြီးသိအောင်လုပ်တယ်လို့ပြောလို့မရဘူး focus လုပ်တယ် weather လိုပဲပေါ့ရာသီဥတုလိုပဲကျွန်တော်ရာသီဥတုမိုးရွာပါမယ်လို့100%ပြောလို့မရပါဘူးရွာနေရင်ရှိရယ်ဆိုတော့ကျွန်တော်တို့က data တွေပေါ်ကြည့်ပြီးတော့ခံမှန်းလို့ရတယ်ဆိုတော့သဘောတရားအတူတူပါပဲအဲ့တော့ ကျွန်တော် direction ဒီ market ရဲ့ direction အော်ဒီနေ့ဒီဈေးကတက်မလားကျမလားကျွန်တော်ရွှေဈေးဆိုလဲလို့ပဲတက်မလားကျမလားကျွန်တော်ကခံမန်းနေပေါ့နော်ခံမန်းကြည့်ရယ်ပြီးရင်အဲတက်မယ်လို့ကျွန်တော်တို့ထင်တဲ့အခါကျရင်ကျွန်တော်အောက်ကနေအဲအခုကျနေတဲ့အချိန်မှာကျွန်တော်ဝယ်လိုက်မှာပေါ့ပြီးရင်အအပေါ်ရောက်တဲ့အခါကျရင်ကျွန်တော်ကရောင်းတယ်ဆိုတော့ forest market ရဲ့အဲအထူးခြားချက်တစ်ခုကကျွန်တော်ကျွန်တော်က two way market ဖြစ်တယ်ဆိုလိုတဲ့ဘောကကျွန်တော်ဝယ်ရင်အာ တက်မယ်ထင်လို့အောက်မှာဝယ်ပြီးအပေါ်မှာရောင်းရင်လည်းကျွန်တော်တို့ကအာပတ်စံရသလိုပဲကျွန်တော်ကြမယ်ထင်လို့အပေါ်မှာရောင်းခဲ့ပြီးအောက်မှာပြန်ဝင်ရင်လည်းပတ်စံရတယ်ဆိုတော့ကို့မှာအဲဆိုပါဆိုကျွန်တော်တို့က Euro USD ကျွန်တော်တို့ Euro ငွေကိုကျွန်တော်တို့ကလက်ထဲမှာမရှိပြင်မယ်ကျွန်တော်တို့ရောင်းမရတယ် short order စဲ order ဖွင့်မရဘူးเนาะဆိုဒါကြီးကျွန်တော်ပြီးရင်စကလုံးသုံးမိနစ်ပါအကုန်လုံးရှင်းပြရပါမယ်ဒါပေမဲ့ two way market ဆိုတာလေးကျွန်တော်တို့သိရင်ရပြီပေါ့เนาะ okay ဆက်ကြည့်အောင် ဲ့တော့ဒါကကျွန်တော်ခုနပြလိုက်တဲ့ example ပါကျွန်တော်တို့အောက်က green box ကနေကျွန်တော်ကအာဝယ်မယ်အပေါ်မှာ red box မှာကျွန်တော်ကရောင်းတယ်ဆိုတော့ဒါဆိုရင်ကြာစင်းနဲ့ဝယ်ပြီးတက်စင်းနဲ့ရောင်းထားတာဖြစ်တဲ့အတွက်ကျွန်တော်ကအာညက်တယ်အဲ့လိုပဲကျွန်တော်ဟိုးဘော်တော့အနီး red box မှာကျွန်တော်ကရောင်းလိုက်တယ်အောက်မှာ green box မှာပြန်ဝယ်မယ်ဆိုရင်ဒါအပေါ်ကနေတက်စင်းနဲ့ရောင်းပြီးမှကြာစင်းနဲ့ဝယ်တာဖြစ်တဲ့အတွက်ကျွန်တော်ညက်တယ်ဆိုတော့2 way market တူပါဘောနော် โอเคအဲ့တော့ကျွန်တော်အနာဂတ်ကိုဘယ်လိုခံမှန်းကြလို့ခဏခါကျွန်တော်ပြောတယ် focus လုပ်တယ်ဘယ်လိုမျိုး focus လုပ်မလဲပေါ့အနာဂတ်ကိုဘယ်လို focus ဘယ်လို predict လုပ်မလဲ predict လို့ပြောလို့ focus လုပ်ဆိုတော့ကျွန်တော် analysis သုံးခုအဓိကသုံးကြတယ်ကျွန်တော်မြင်ရအောင်နော်ဆိုတော့ကျွန်တော် technical analysis DL လို့ကျွန်တော်တို့ဘောခေါ်ရရှိရယ် technical analysis ဒါကကျတော့ကျွန်တော်တို့ဟိုအတိတ်မှာဖြစ်ခဲ့တဲ့ကျွန်တော် event နေအတိတ်မှာဖြစ်ခဲ့တဲ့ဒီ market ရဲ့ရွေးချယ်ပုံတွေ တိတ်မှဖြစ်ခဲ့တဲ့သွားခဲ့တဲ့ pattern တွေအဲအဲ့ဒါတွေကိုကျွန်တော်တို့ကြည့်ပြီးတော့အာဒီလိုမျိုးပေါ်ခဲ့တဲ့အတွက်ကြောင့်မလို့ဒီလိုသွားခဲ့တယ်အဲ့တွေကျွန်တော်တို့ဒီတစ်ခေါက်ဒီလိုပေါ်ရင်လည်းဒီလိုသွားမယ်လို့ထင်လို့ပေါ့နော်ကျွန်တော်တို့အာဟိုဝင်ပြီးတော့ market ထဲကို trade တာဒါအောက် technical analysis လို့ခေါ်တယ်အဲ့တော့ကျွန်တော်တို့အရင်တော့ဖြစ်ခဲ့တဲ့သွားခဲ့တဲ့ဒီ candle ရဲ့ပုံစံတွေ pattern တွေ location တွေ direction တွေဒါတွေအကုန်လုံးကိုကျွန်တော်တို့ကအာကြည့်ရမယ်ပြီးရင်အဲ့အဲ့တိုင်း ဖြစ်လားမဖြစ်ဘူးလားကိုကျွန်တော်တို့ကျွန်တော်တို့အဲ့တိုင်းဖြစ်ခဲ့လို့ရှိရင်အနာဂတ်မှာတကယ်ဖြစ်မဖြစ်ဆိုတော့ကျွန်တော်စမ်းသပ်စမ်းသပ်ပြီးတော့မှတကယ်ဖြစ်တယ်ဆိုရင်ကျွန်တော်တို့ဖြစ်ဖို့များတယ်ပေါ့နော်ဖြစ်တယ်လို့ပြောရင်ဖြစ်ဖို့များတယ်ဆိုရင်ကျွန်တော်အနာဂတ်ကျရင်အဲ့တိုင်းကျွန်တော်တို့ကဝင်မှာဒါ TA technical analysis ရဲ့သဘောတရားနောက် fundamental analysis ကကျတော့ကျွန်တော်တို့ အ FA လို့ကျွန်တော်အတူကခေါ်ရယ် forever အလုံးမဟုတ်ပါဘူးနော်အဲ phenomenal analysis analysis ပါ FA ဆိုတော့ဒါကတော့ကျွန်တော်တို့အာ buy ပါလဲဆိုလို့ရှိရင်ကျွန်တော်နိုင်ငံတနိုင်ငံရဲ့စီးပွားရေးပြီးတော့စေရေးအာပြီးရင်အဲနိုင်ငံကိုဦးဆောင်နေတဲ့အစိုးရပဲဗောနော်ပြီးရင်တို့ရဲ့ဒီ market ကိုမောင်းနေမျိုးမှာ American က US ကကျွန်တော် fast လို့မျိုးဒါမျိုးဖွဲ့စည်းရေးထုတ်ပြန်တဲ့ data တွေနောက်လာမဲ့အဲဟို event တွေ အာပြီးတော့လို့ရှိရင်ကျွန်တော် covid 19တို့ဘာလို့လို့မျိုး global pandemic လို့ဟောမျိုးကအစအကုန်လုံးပေါ့နော်ဆိုတော့အဲ့ data တွေကိုကြည့်ပြီးတော့မှကျွန်တော်တို့ကအာကျွန်တော်တို့ရဲ့ဒီအာခံမှန်းတာပေါ့နော်ခံမှန်းနေဆိုတာခုနကဘယ်လို focus လုပ်တယ်ပေါ့ပြီးရင်ဘယ်လိုမျိုးတက်မယ်ဘယ်လိုကျမယ်ဆိုတာကိုကြည့်တာပေါ့ဆိုတော့ဒီဟာ fundamental analysis တစ်ခုရဲ့နဲ့လည်းကျွန်တော်တို့ထွေးကြရလို့လည်းရှိရခုနက TA နဲ့ FA နှစ်ခုကိုပေါင်းပြီးတော့လည်းထွေးကြလို့လည်းအများကြီးရှိတယ် နော်ဆိုတော့ဒါပုံမှန်ပဲအဲ့တော့ sentiment analysis ကတော့ကျွန်တော်တို့ဒီ sentiment ဆိုတာကျတော့ဥမာကျွန်တော် crypto လိုဟာမျိုးမှာကြည့်ပြဆိုလို့ရှိရင်လူတွေကအရင်လောဘတက်လာပြီဆိုလို့ရှိရင်အဲကျွန်တော်တို့ဒီ price တွေဒီအပေါ်ကိုတက်လာတယ် price တက်လေလူတွေလောဘတက်လေလေအဲ့လိုပဲပြန်ကြောက်သွားပြီဆိုလို့ရှိရင်လည်းအဲလူတွေကကြောက်လာ fear ဖြစ်လာကြောက်လာလေလေဈေးကလည်းကျတယ်လေအဲ့လိုမျိုးဖြစ်တယ်အဲ့တော့ဆိုတော့ဒီဘက်လူတွေရဲ့ sentiment ပေါ့နော်ဒီ group of people ရဲ့ sentiment လူတွေရဲ့ စိတ်ခံစားမှုပေါ့မူတည်ပြီးတော့ market ကသွားနေဆိုတော့အဲ့လိုသွားနေတဲ့အချိန်မျိုးတွေကိုကျွန်တော်ကလူတွေဘာဖြစ်နေလဲဆိုတော့အဲခံမှန်းတာပေါ့နော်ဒါလည်းခုနကလိုပဲ TA နဲ့ပေါင်းလို့ရတယ် FA နဲ့ပေါင်းလို့ရတယ်ပေါ့နော်ဒါပေမဲ့ sentimental analysis ကတော့ကျွန်တော်မျိုးမတုံးကြတော့မတုံးကြဘူးပေါ့နော်ဟုတ်တယ်အဲ့တော့ T နဲ့ FA ကိုအဓိကတုံးတယ်ကျွန်တော်တို့ဒီ essential trading class မှာတော့ကျွန်တော်တို့က တီအတက်ကနီကအနလစ်ကိုပဲအဓိကဦးစားပေးပြီးတော့တင်သွားမှာဖြစ်ပါတယ်။ fundamental နဲ့ပတ်သက်တဲ့ဟာတွေကတော့ကျွန်တော်တို့ဒီ academic ဘိုင်းနေလည်းဖြစ်တယ်ပြီးရင်ကျွန်တော်တို့ပြောလို့ရှိရင် economics ကိုတကယ်နားလည်ပြီးတော့အာနော်တကယ်လိုက်ပြီးတော့အချိန်ကြီးအများကြီးပေးပြီးလုပ်လုပ်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ class မှာကျွန်တော်အဲ့ဒါကိုကျွန်တော်ချမ်းခင်မှာเนาะဆိုတော့ကျွန်တော်တီရင်နဲ့ပဲဆက်ပြီးတော့တော့မှာ Okay အဲ့တော့ကျွန်တော်တို့ personal importance လေးအရင်ဆုံးကျွန်တော်ပြောမယ်ဆိုတော့ဒါက အာကျွန်တော်တို့ဒီခုနကဒီမှာပြောထားတဲ့ technical ဆိုရဲဟာကကျွန်တော်တို့ဒီခုနကကျွန်တော်ပြောရဲ technical analysis နဲ့မဆိုင်ဘူးဆိုတော့တဘောက technical analysis ကိုရွေးတည်ဖြစ်စေ fundamental ကိုရွေးတည်ဖြစ်စေအာပြီးရင်ဒါမှမဟုတ်ဒီ sentimental ကိုကြိုက်တဲ့ analysis style ကိုရွေးပြီးတော့ဒါမှမဟုတ်နှစ်ခုပေါင်းဆက်ပြီးတော့ဖြစ်ဖြစ်ကျွန်တော်တို့ဘယ်လိုပဲလုပ်လုပ်အဲ့ဒါကိုကျွန်တော်တို့ဒီ slide မှာကျွန်တော် technical လို့ပဲကျွန်တော်ညွှန်ထားတယ်ကြိုက်တဲ့နည်းလမ်းကိုတုံးတယ်ပေါ့နော်ဒါပေမဲ့ technical ဖြစ်သွားပြီဆိုတော့အဲ့တော့ um percentage ဒီ percentage of importance အနေနဲ့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ technical analysis ကကျွန်တော်တို့ရဲ့ဒီ trading system ကြီးတစ်ခုလုံး trading journey တစ်ခုလုံးမှာကျွန်တော်10%လောက်ပဲကျွန်တော်ကအရေးပါတယ်ဆိုတော့သူက technical ဒီတင်ရတာအရင်လွယ်မယ်တင်လို့လွယ်တယ်အဲကျွန်တော်တို့ဒီလေ့ကျင့်လို့လည်းရတယ်အဲကျွန်တော်တို့ live မျိုးလုံးနဲ့ကြည့်နေလို့လည်းရတယ် vector စီလို့လည်းရတယ်အကုန်လုံးလို့ရတယ်ဘောနော်ဒါပေမဲ့ ဘတ်တဘန်ဆန်လောပဲအရေးကြီးရယ်ဘာလို့ဆိုတော့အဲ့ဒါတိန်လွန်လွန်ညာဖြစ်တဲ့အတွက်လူတိုင်းဒီပါလည်းသိနိုင်တယ်နော်ဆိုတော့အာဒုတိယအရေးကြီးတာကတော့40%လောက်ပါတာကျွန်တော် money management ကျွန်တော်တို့ဘယ်လို manage လုပ်မလဲဥပမာကိုက technical join နေဒါပေမဲ့ technical join ပြီမဲ့ code trade တွေကအများနဲ့အဲ one to one ပေါ့နော် nine the trade show in the trade အဲ့လိုမျိုးဖြစ်နေရဆိုလို့ရှိရင်အဲဆိုလို့တဘော9 1% show in 1%ဖြစ်နေရဆိုလို့ရှိရင်ရေရှည်ကြရင်ကျွန်တော်ကအမြင်မရအောင်ဘာလို့လဲဆိုတော့ တပင်မွေးရင်ကြားဆိုင်ရင်ပေါ့ကိုကနိုင်လိုက်ရှုံးလိုက်နိုင်လိုက်ရှုံးလိုက်ဆိုတော့ပိန်လဲဖောင်းလိုက်ကျွန်တော်လောင်းစားသမားလို့ဖြစ်နေမှာဒါဒီ management money management ကဟိုတိတ်စာမလုပ်တတ်လို့အဲ့တော့ကိုကအာခုနကဒီ trade one trade အဲရှုံးနေဆိုရင်ခုပေါ်မှာနိုင်တဲ့ချိန်မှာ2%နော်နှစ်ဆပြန်နိုင်ဖို့ဘယ်လိုလုပ်မလဲဆိုတဲ့ပုံစံမျိုးပေါ့နော်ပြီးရင်အဲကျွန်တော်တို့ဒီ trade sell trade ပြည့်တဲ့အခါကျရင်အမြတ်အရှုံးမြတ်ဘယ်လောက်ရှိလဲတွက်ရမယ်ပြီးရင်လာကြုံရှင်းမယ်ဒါမျိုးတွေပေါ့ပြီးရင်ကျွန်တော်တို့ trade ချင်း trade တစ်ခုချင်းစီကိုကျွန်တော် manage လုပ်ရတာမျိုးရှိတယ်။ဥပမာဘယ်ချိန်မှာကျွန်တော်ကအပြည့်ယူပြီးထွက်မယ်။ဘယ်ချိန်မှာတော့ဟိုအရင်ယူပြီးထွက်မယ်။ဒါမျိုးတွေကျွန်တော်လောဒါတွေကကျွန်တော် money management နဲ့ဆိုင်နေတာ။ဆိုတော့အဲ့ဒါတွေလေ့လာထားမြင်ဆိုရင်ကျွန်တော်40%တော့အာကျွန်တော်တို့အာအပိုင်းပေါ့နော်။ဆိုတော့ဒါအဆင်ပြေသွားမယ်။ဆိုတော့ Genesis 60%ကကျတော့ Genesis 60%ကကျတော့ကျွန်တော် psychology ဆိုတော့တဘော ကျွန်တော်တို့ psychology ဆိုတာကျတော့ဟို market ထဲကိုတကယ်ရောက်တဲ့အချိန်မှာကိုယ်ပစံကိုတကယ်ကြီး screen မှာမှမြင်နေရပြီးတော့ trade နေတဲ့အချိန်ကြလို့ရှိရင်နည်းနည်းလေးဥမာအောက်ကိုကျလာပြီးကိုယ်ပစံ minus ပြလာပြီးဆိုလို့ရှိရင်ကြောက်စိတ်ဝင်လာလိမ့်မယ်ဒီကောင်ကဘလို့အာဆက်ပြီးခိုင်းထားမှလားဖြစ်ပါမလားငါတော့အာအဆင်ပြေပါတော့မလားဆိုရဲအဲ့လိုမျိုး စိတ်ကဖြစ်လာပြီးဆိုရင်စပြီးတော့ကျွန်တော်က fear ဝင်မယ်အဲ့လိုပဲ positive အရင်များလာပြီဆိုလို့ရှိရင်အဲကိုမြက်လာပြီဆိုလို့ရှိရင် greed ဝင်လာလောဘဝင်လာအဲလောဘဝင်လာရင်မထွက်သင့်တဲ့ထွက်တွေဝင်လာတော့မယ်ကိုကိုကို over confidence ဖြစ်လာမယ် over confidence ဖြစ်ပြီးတော့ဒါကြီးကငါဒီ market ကိုငါနိုင်ပြီ market ကငါငါအောက်မှာရှိနေပြီငါ market ထဲတာနေပြီဆိုတော့အတွေးမှားဝင်လာပြီးတော့အမှအဲဒါရဲ့ pocket trade တွေဝင်ရုံအဲ့လိုမျိုးဖြစ်တတ်တယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့ psychology ကကျွန်တော်တို့သင်ပေးလို့မရဘူးပြောပြလို့ပဲရတယ် ပြောပြလို့ရတယ်ကျွန်တော်တို့တော့ဒီလိုဖြစ်ခဲ့တယ်ခင်ဗျားတို့လည်းဒီလိုဖြစ်နေမယ် market ထဲကိုရောက်ရင်ဒီလိုမျိုးအချက်တွေကိုရှောင်တင်တယ်ဒါမျိုးတွေကိုကျွန်တော်တို့သတိထားတင်တယ်ဒါမျိုးတွေကျွန်တော်ပြောပြလို့ရဒါပေမဲ့သင်ပေးလို့မရဘူးဆိုတာကပြောပြရင်ပြောပြတာပဲရှိတယ်ပြောပြလိုက်ရင်အော်ဒီလိုဒါကြီးသတိထားမှာပါလားဆိုပြီးသိသွားတာပဲရှိတယ်တကယ်တကယ် market ကဟိုပညာပေးတဲ့အချိန်ကြာအထက်ရောက်တဲ့အချိန်ကြာလို့ရှိရင်အဲအာတကယ် psychology ထိရော ဆိုတော့အဲ့ဒါကြောင့်ကျွန်တော်တို့က psychology နဲ့ပတ်သက်တဲ့ဟာကြောင့်လေ့ကျင့်မှရနော်တော့အရေးအကြီးဆုံးအချက်ဖြစ်ပြီးတော့မှလေ့ကျင့်မှရမယ့်အချက်ဖြစ်နေတယ်။အဲဒါကြောင့်မလဲ trader တော်များများ95%တော့ trader တွေကရှုံးရှုံးနေ market တွေကထွက်သွားရတယ်ဆိုတော့အဲ့ psychology ကအရေးအကြီးဆုံးဖြစ်နေပြီးတော့ဆိုတော့လေ့ကျင့်မှရတာဖြစ်တဲ့အတွက်တော်တော်များများ psychology မနိုင်တာဖြစ်တဲ့အတွက်ထွက်သွားတာနော်ဆိုတော့လည်းဖြစ်တယ်။ Okay တော့ကျွန်တော်တို့ခုနကပြောခဲ့တဲ့ technique ဆိုတော့ easy to teach ကျွန်တော်သင်ရတာလွယ်တယ် ပြီး mechanical ဖြစ်နိုင်တယ် mechanical ဖြစ်နိုင်တယ်ဆိုတော့ဓာတ်တွေဓာတ်လောက်ကျွန်တော်တို့အခုခုနဒီအဲကျွန်တော်မိုမန်တမ်မှာ sorry တန်တမ်းမှာဆိုလို့ရှိရင်ဒါတွေ့ရင်ဒါလို့ဒီလိုတွေ့ရင်ဒီလိုဝင်တခါတည်း mechanical လောက်ထားတာပေါ့အဲ့တော့ဟိုဖူးတွေစဉ်းစားစရာမလိုဘူး technical ကဒီဒီလိုပုံစံမျိုး management ကကျတော့သင်ပေးလို့ရတယ်ဒါပေမဲ့ actively လုပ်ရတယ်ဥပမာခုနလိုမျိုး trade ကိုထိုင်ကြည့်နေပြီဘယ်နေရာရောက်ရင်ငါပိတ်မယ်ဘယ်နေရာရောက်ရင်ငါ BU ပြီးထွက်မယ်ဒါဘယ်နေရာရောက်ရင်အမြတ်ယူမယ်ဘယ်နေရာရောက်ရင်အယုံခံမယ်ဒါမျိုးတွေအကုန်လုံးက ။ဒါပြီးရင်နောက် journey ရေးမယ်။အဲအရှိမဖြစ်ခဲ့တဲ့ trade တွေကိုပြန်ပြီးတော့လေ့လာမယ်။ဒါမျိုးတွေကကျွန်တော်တို့က management နဲ့မှဆိုင်တယ်ပေါ့။ဆိုတော့ဒါလည်းသင်ပြလို့ရတယ်။ဒါပေမဲ့လုံတော့လုံအောင်မလုပ်ရင်တော့မရအောင်။ psychology ကကျတော့သင်ဖို့လွယ်တယ်။ခုနကလည်းကျွန်တော်တို့လိုဓာတ်ရီဖြစ်တတ်တယ်နော်လို့ပြောပြလိုက်လို့လွယ်တယ်။ဒါပေမဲ့ follow လုပ်ဖို့ခက်တယ်။နော်အဲ့တော့ practice လုပ်ဖို့လိုမယ်အချိန်တစ်ခုပေးပြီးတော့တကယ် practice market ထဲမှာတကယ် practice လုပ်ရင်ဖြစ်နိုင်တဲ့ အဲပေါ့ကျွန်တော်တို့အနေထားတော့ရောက်သွားပြီเนาะဆိုတော့အချိန်တော့ပေးရတယ်ဆိုတော့အဓိက psychology ကအဲ့ဒီအပေါ်မှာအရေးကြီးတယ် okay အဲ့တော့ကျွန်တော်တို့အာနောက်ဗီဒီယိုကြာလို့ရှိရင်စပြီးတော့ကျွန်တော်တို့ဒီ technical ဘိုင်းကိုစပြီးတော့သင်မယ်ပေါ့နော်အာတင်နေရင်လည်းကျွန်တော်တို့လင်းသင်တယ်လို့ကျွန်တော်တို့ဒီပြောစရာရှိရလေးကျွန်တော်ပြောပြီးတော့မှ class တစ်ခုအာဖြစ်တဲ့ဒီ PDF ကိုကျွန်တော်တင်ပြီးတော့မှဖြစ်ပါတယ်အဲ့တော့လောလောဆယ်မှာဒီ အာ essential ကိုတင်ပြီးမှပဲကျွန်တော်တို့ရဲ့ဒီ momentum mastery တင်တဲ့အောင် join နေဆိုလဲ join လို့ရအောင်ဒါပေမဲ့ဒီ class ရဲ့ essential လောက်ကတော့တိမာတော့ရမှာပေါ့နော်ဆိုတော့ကျွန်တော်တို့ next video ကြာလို့ရှိရင်အဲ essential လေးကျွန်တော်စပြီးတော့ပြင်မယ် okay ကျေးဇူးများကြီးတင်ပါတယ်